ပါရာမိုတာ၁၁လေးဒီဟာမြင့်ပေ၁၈,၀၀၀တနအီမိုင်၆၀နီးပါးအထိပြန်ဆက်နိုင်ပြီးအလေးချိန်၂၄၀ကီလိုဂရမ်အထိတည်ဆောင်းနိုင်ပါတယ်။မျောလင်းမထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တာကိုသတိပြုပါ။ခြေရွာတွေလူထုထက်တဲ့နေရာတွေနဲ့စီးရဲခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်လာကြောင်းအဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ။ အဘွေတိုင်းကံကောမျိုးနဲ့ကြောမျိုးကတိုက်ပွဲတွေနဲ့စောစုရဲ့ဖမ်းဆီးမှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ရေရှည်စစ်ဆောင်200ကျော်စာဝင်းနေရခက်ခဲနေရလို့စစ်ဆောင်ပြည်သူတွေကအမတ်ပြည်ကိုပြောပါရယ်။အဲ့ဒီစစ်ဆောင်တွေဟာစောစုရဲ့အမတ်23ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ14အနီးကစေရွာတရွာကနေထိုင်ကြသူတွေဖြစ်ပြီးတော့စောစုစစ်ကြောင်းတွေကြောင့်2022ခုနှစ်အစောပိုင်းကတည်းကတောတောင်တွေထဲမှာထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါရယ်။အဲ့ဒီလိုထွက်ပြေးတိမ်းရှောင်နေရကနေ့ စစ်ကြောင်းရံကင်းလို့တဲ့သခိုင်းနိုင်ပလဲမြို့နယ်ကိုရောက်ရှိလာပြီးနောက်စောင်းဝင်နေခက်ခဲတာတွေကြုံတွေ့နေရတာလို့ဆိုပါတယ်ကျွန်တော်တို့လေးနှစ်ထဲကိုရောက်ပါပြီပြည်တော်လမ်းရေးဆလုပ်ခန်းတာကျွန်တော်တို့မိသားစုထွက်ခဲ့ရပါတယ်ကျွန်တော်တို့ကမကွေတိုင်းကံကောမြို့နယ်ကျောမြို့ရှိပြီးရက်ွက်အဲ့ဒီဟာနေပြီးတော့ကျွန်တော်တို့ဒီဒီဟာကြတော့ပလဲနယ်ခေါ်မှာအဲ့ဒီဒီလာပြီးဆီဆောင်နေရပါတယ်စီနာဆန်နာတော့တော်ဝင်ငယ်အသေးလို့ရပါတယ်ဒါပေမဲ့ ကျန်တဲ့စားလို့မပြီးလို့ကျန်တဲ့ဆက်ပြားအစလိုအပ်ထားလေးတွေလည်းရှိပါတယ်။အင်းနောက်စု50ခန့်လူရည်200ကျော်ရှိတဲ့အဲ့ဒီစစ်ဆောင်တွေထဲမှာကလေးငယ်20ကျော်ခန့်လည်းပညာရေးခက်ခဲနေတယ်လို့ဆိုပါတယ်။စစ်ဆောင်အများစုဟာတောင်ယာလုပ်ငန်းတွေမှာနေစားလောက်ကိုင်းနေကြပြီးပုံမှန်ဝင်ငွေမရှိဘဲရပ်တည်နေရတာကြောင့်စားဝတ်နေရေးပိုခက်ခဲနေတာဖြစ်ပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNOCHA ရဲ့ ဇွန်လ26ရက်နေ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံမှာလက်နက်ကင်ပဏိပခတွေကြောင့်ပြည်တွင်းနေရဲစွန့်ခွာထွက်ပြေးနေရတဲ့စစ်ဘေးဒုက္ခသည်3.5တန်းရှိနေပါတယ်။